မလကရေလက်ကြာအနေဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာ24နာရီအတွင်းစိုက်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးမုန်တိုင်းငယ်အရှိန်ကြောင့်မြမကန်ယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးတက်လေပြင်းတွေကြောက်ရောက်နိုင်တယ်လို့သိရပါဗျ။ ဒီနေ့နိုဝင်ဘာ26ရက်မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မလကာရင်လက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်ကိုရွေ့လျားခဲ့ပြီးပုံမအားကောင်းလာကအားကောင်းသောမုန်တိုင်းငယ်အဖြစ်ရောက်ရှိခဲ့ကြောင်းအဆိုပါအားကောင်းသောမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကောတောင်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်300ခန့်မလေးရှားနိုင်ငံပီနန်မြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်135မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံကိုတာမကွာမြို့ရဲ့အရှေ့ဘက်ရေမိုင်60ခန်းနဲ့အိန္ဒိယနိုင်ငံ ကာနီကိုပါမျိုးရဲ့အရှိတောင်ဘက်ရေမိုင်၄၀၀ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေရလို့သိရပါတယ်။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကိုဥတည်ရွေလျားမဲ့အခြေအနေရှိတဲ့အတွက်အဝါရောင်အဆင့်လို့သတ်မှတ်ကြောင်းအားကောင်းသောမုန်တိုင်းငယ်ဟာလာမယ့်၂၄နာရီအတွင်းအနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးပိုမိုအားကောင်းလာကဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကြောင်းနဲ့အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသတွေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းသိရပါတယ်။ အဆိုပါအားကောင်းသောမောင်နှင်းငယ်ရဲ့အရှိန်ကြောင့်မော်တမာကွေ့မော်တနင်းသာရီကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးတက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးမှဖြစ်ကြောင်းမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီ35မိုင်အထိတိုက်ခတ်နိုင်ကြောင်းလှိုင်းမြင့်ဟာမော်တမာကွေ့ မော်တနင်းသာရီကဲရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေကနေ၁၇ပေကန့်ရှိနေကြောင်းဒါကြောင့်အာကောင်းသောမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ပြည်ရင်းလေကြောင်းပြန်တန်းရေးမြမကဲရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်နီကန်ဝေးငါဖက်ရေရင်တွေသင်းမော်ရီအနေနဲ့လဲကြိုတင်သတိပြုနိုင်မှုမိုးစလကအသိပေးထားတယ်လို့သိရပါဗျာ